ကမ္ဘာဘောလုံးတော်အစုအများဆုံးပိုင်ဆိုင်ထားတဲ့ထိပ်တန်းကစားသမား၃ဦးနံပါတ်၃မီရှယ်ပလက်တီနီမီရှယ်ပလက်တီနီကပြင်သစ်ဘောလုံးသမားအောင်းနဲ့ဒီပြောင်းအတူဖြစ်ပြီးတော့ဘောလုံးသမားတစ်ယောက်အကောင်းဆုံးကစားသမားတွေကတူဦးဖြစ်သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်ပလက်တီနီကို1999ခုနှစ်ဇွန်လ22ရက်နေ့ပြင်သစ်နိုင်ငံမှာဝေဖာခဲ့တာဖြစ်ပါတယ်ပလက်တီနီယာဖရီကစ်ပြန်သွင်းရမှာလည်းတိကျသေးကြပြီးကစားပွဲအတွင်းဖြတ်ထုံးညံကောင်းတဲ့ကစားသမားဖြစ်သလိုဘူးတင်နိုင်စံအကြောင်းလည်းထင်ရှားသူဖြစ်ပါတယ်ကမ္ဘာအကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ခံထားရတဲ့ပလက်တီနီယာ ဘလွန်နောစုကို1983ခုနှစ်1984ခုနှစ်နဲ့1985ခုနှစ်တို့မှာသုံးကြိမ်ကြာတိုက်ဆုကုန်းနိုင်ခဲ့တဲ့ပထမဆုံးကစားသမားအဖြစ်သမိုင်းဝင်ခဲ့တယ်လို့ဖီဘာယာစုနှစ်ရဲ့မဲပေးရွေးချယ်မှုမှာနံပါတ်9နေရာမှာရပ်တည်နိုင်ခဲ့တာပဲဖြစ်ပါတယ်။နံပါတ်1ခရစ်စတီယာနိုရိုနယ်ဒိုရိုနယ်ဒိုဟာပိုတူဂီနိုင်ငံရဲ့ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားတစ်ဦးဖြစ်ပြီး Sorry Pro League ကလပ်အင်နာစာအသင်းအတွက်တိုက်စစ်မှုအဖြစ်ကစားနေသူပဲဖြစ်ပါတယ်။ရိုနယ်ဒိုဟာသူ့ရဲ့အရှိန်အဟုန်နဲ့အားပါတဲ့ကံတွင်းချက်တွေကြောင့်ကြော်ကြားတဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ရိုနယ်ဒိုဟာ Sporting CP ကနေ Professional ကစားသမားဘဝကိုစတင်ခဲ့ပြီးသူ့ရဲ့အလွန်ပြင်းထန်တဲ့လေ့ကျင့်မှုတွေစိတ်သက်ပြင်းပြမှုတွေနဲ့အတူ Manchester United ကိုရောက်ရှိလာပြီးကမ္ဘာကျော်ကျယ်ဝင့်တူဖြစ်လာခဲ့ပါတယ်။ရိုနယ်ဒိုဟာဘော်လုံးတော်ဆုကို၅ကြိမ်တိရရှိထားပြီးကမ္ဘာအကောင်းဆုံးကစားသမားတူဖြစ်သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။နံပါတ်၁ Lionel Messi Lionel Messi ကတော့ဘော်လုံးသမားတစ်ချောင်းမှာဘော်လုံးတော်ဆုကိုအများဆုံးရရှိထားတဲ့စံချိန်ကိုပိုင်ဆိုင်ထားတဲ့ကစားသမားတူလည်းဖြစ်ပါတယ်။သူက2009ခုနှစ်2010ခုနှစ်2011ခုနှစ် 2012ခုနှစ်2015ခုနှစ်2019ခုနှစ်2020ခုနှစ်နဲ့2023ခုနှစ်တို့မှာဝန်သိက္ခာကြီးမားတဲ့ဘောလုံးအောင်စုကို7ကြိမ်အထိစုကိုရရှိထားသူလည်းဖြစ်ပါတယ်။မစီကသူ့ရဲ့ကစားသမားဘဝတစ်လျှောက်လုံးမှာတမူထူးခြားတဲ့ဘောလုံးကစားအခွက်တွေနဲ့ပရိသတ်တွေကိုအံ့အားသင့်စေခဲ့ပြီးအမြဲတမ်းအကောင်းဆုံးဘောလုံးကစားသမားတွေတွေကတူအဖြစ်ဆက်လက်ရည်တည်နေသေးပဲဖြစ်ပါတယ်။